ထောင်မှာကင်းတော်ဝင်ကြစစ်မှုထမ်းစစ်သားတွေကိုတနက်မပေးတော့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်တဲကစစ်ကောင်စီတရင်တချို့မှာကင်းတော်ဝင်ကြစစ်မှုထမ်းစစ်သားတွေကိုတနက်ပေးမထတော့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့လေးလဝင်းကျင်ကဆလို့စစ်မှုထမ်းတင်နန်းစင်စစ်သားတွေကိုကင်းဆောက်တဲ့အခါတနက်မပေးထားတော့ဘဲတရေစစ်သားဟောင်းတွေကိုပဲတနက်ပေးထားတာဖြစ်တယ်လို့တထုံမျိုးပြပြောက်ကြားအဖွဲ့တာဝန်ခံတအူးကပြောပါရယ် တထုံမြို့နယ်အခြေဆိုင်အမှတ်၄ရက်နှစ်အမြောက်တရင်ကနေတထုံမြို့ပြအထူးပြောက်ကြားအဖွဲထံကိုဧပြီ၁၇ရက်မှာအလင်းဝင်လာတဲ့စစ်မှုထမ်းအပတ်စဉ်ကတင်နန်းစင်တတတအူရဲ့ပြောပြချက်အရသူတို့ကင်းဆောက်တဲ့အခါတနက်ပေးမကင်တော့ဘူးလို့သိရပြီးပေးမကင်ရတဲ့အကြောင်းရင်းကိုတော့မသိရဘူးလို့ဆိုပါတယ်။ အဲ့ဒီစစ်မှုထမ်းတင်တန်းစင်တက်သားဟာရန်ကုန်မြို့နှိုင်းသာယာစစ်မှုဆောင်တစ်ကကွန်ဆက်ယုံအလုပ်သမားတအူးဖြစ်ပြီး2024ခုနှစ်ဩဂုတ်လအတွင်းအင်ပြန်လန်းမှာစစ်တပ်က ပေါ်တာဆွဲကစစ်မှုထမ်းတင်တန်းကိုအထမပို့ဆောင်ခံရသူတအူးဖြစ်ပါတယ်အဲ့ဒီလူငယ်ဟာတနင်္သာရီတိုင်းပူလောမြို့နယ်ပလောင်မြို့ကအမတ်စနစ်လေးကျင်ရင်တန်းန်းချောင်းမှာစစ်မှုထမ်းအပတ်စဉ်၅တန်းန်းတက်ရောက်ခဲ့ပြီးနောက်မော်လမြိုင်နဲ့တထုံတရင်တို့မှာတာဝန်ကျနေခဲ့တာဖြစ်ပါတယ်။